။ Okay ။နောက်ဆုံးမှာတော့ကျွန်တော်တို့ Manchester United နဲ့တင်ရလေဘာဘူးတင်ကိုအဲသူတို့ရဲ့အိမ်ဝင်းအန်ဖီးမှာပေါ့နော်။သွားပြီးတော့1-2ဆိုရရလက်နဲ့အနိုင်ရရှိခဲ့ပြီဖြစ်ပါတယ်။ Bravo ။အဲတွင်ကိုတွေကတော့ AMU မို့2မိနစ်ပြီးလို့ရှိရင်ဒီမှာခေါင်းကြီးမကွမ်းရရဲ့ခေါင်းတက်ချက်ကကြတော့ဒီ84မိနစ်ပါပေါ့နော်โอเคပါဆိုတော့ကျွန်တော်ဒီရှေ့မှာလဲပထမပိုင်းပွဲပြီးသုံးတဲ့ချက်ကိုကျွန်တော်သုံးသက်ခဲ့တယ်အဲ့ဒီမှာကျွန်တော်ဘာပါလဲဆိုလို့ရှိရင် ဒီကပ်ဘူးကိုကျွန်တော်တို့ထိမ့်မှုလုံမယ်ဘာလို့ဆိုတော့အမတ်ကကပ်ဘူးထိမ့်နေနေမှာအရန်ဝိနေဘာလို့သူကတိုက်စစ်ကစားလုံးမှာဖြစ်နေတာဆိုတော့အဲ့အချိန်မှာကျွန်တော်ပြောပြပြချင်းမှာပဲကျွန်တော်ဓာတ်လို့ဟိုဘက်ပို့ပြရဲဒါပေမဲ့ဓာတ်လို့နှစ်ကြိမ်ပေါ့နော်ကပ်ဘူးကောင်းလှုပ်ပေးတာရှိရဲအခုပထမဂိုးလိုက်တဲ့အလုံးကတော့ထားပါတော့ဒါကတော့လုံးဝဟိုမထင်မထန်အနေထားနဲ့ကိုးသွားတယ်အဲလမ်းမန်းလည်းဟိုဂိုးအေရီယာဟိုဘက်တောင်ထဲမှာရောက်နေတာဗျာအဲဒုတိယကပ်ဘူးကောင်းတဲ့အလုံးတစ်လုံးရှိရဲအဲ့အလုံးမှာလည်းကျွန်တော်ပွဲမစခင်ကလည်းတုံးသက်ခဲ့တဲ့အတိုင်းပဲဓာတ်လုံးကလုံးဝလူကတ် မကတ်တဲ့ပုံစံမျိုးဖြစ်နေအခုလဲလူမကတ်ဖဲနဲ့အဲ့လိုပဲဒါလောသွားပြီးတော့အဲ့မှာသွားပြီးတော့ဟိုကပူလွတ်ပြရတယ်မှာကပူကောင်းလိုက်တယ်ဒါပေမဲ့လွဲသွားလို့လွဲသွားလို့နော် လုံးဝအဆင်မပြေ Okay ပါဆိုတော့တပွဲလုံးမှာကျွန်တော်တို့သုံးသက်ကြည့်ရမယ်ဆိုလို့ရှိရင်ကျွန်တော်မှန်ယူပရဟမိုင်းကစားပုံဖောင်အရင်မိပါတယ်ဖောင်ရမ်းမိတယ်အကုန်လုံးကောင်းတယ်ကက်စီယိုဒီဘရူနိုရောဒီလူရှောလည်းကောင်းတယ်လူရှောဆိုလို့ရှိရင်အစ်ဆက်ကိုလုံးဝတောင်းဝန်ယူပြီးစော့နေတာအစ်ဆက်ရှေ့သွားရင်ရှေ့ကွန်းလက်ထိလိုက်တယ်နောက်ဆင်းလို့ရှိရင် အဲနောက်မှာအိဆက်ကိုလုံးဝကတ်ထားတယ်အိဆက်လုံးဝလှုပ်လို့မရဘူးအဲပြီးလို့ရှိရင်ဆာလက်ဆာလက်လည်းလုံးဝလှုပ်လို့မရပါဘူးဘာလို့လဲဆိုတော့ကျွန်တော်တို့ကဘတ်တန်ဆော့ရခြင်းညလို့ရှိရင်နောက်တန်း9ရောက်တက်ဖြစ်သွားဆိုဒါတော့ဆာလက်ကိုထိနေအဓိကဒါတော့ဆာလက်ကိုထိနိုင်လားဆိုတော့ဆာလက်ကကိုမတိုးနိုင်တာဖြစ်နေအဲဒါဆာလက်ဆာလက်ရဲ့နည်းနည်းခြေသွမ်းပိုင်းကျလာတာပေါ့နော်โอเคကျွန်တော်တို့မန်ယူအကြောင်းပြောမယ်ပြောမယ်ဆိုလို့ရှိရင်အဲအမ်ဘူမိုးကောင်းတယ်အဲ first test တွေရမ်းမိုက်တယ်ကိုညာ အဓိကတော့ကျွန်တော်ကပရင် Bruno Bruno ဆောင်ရမ်းမိုက်ပါတယ်ဆောင်ရမ်းမိုက်ပါတယ်ဒီ creation တွေရောအဲသူ့စီကနေပြီးတော့ passing တွေရော crossing တွေဆောင်ရမ်းမိုက်တယ်ကောင်းတယ်ဒုတိယလုံးနောက်ဆုံးလုံးဆိုလို့ရှိရင်လည်းဒီအဲမကွမ်းရောက်ပေးလိုက်တဲ့လုံးဆိုလို့ရှိရင်လည်းနောက်တန်းမိထိပြီးတော့နောက်တန်းကောင်းလိုက်ပြီးထွက်လာတဲ့လုံးသူလုံးဝမထိမ်းမင်းနဲ့အဲသူမြောက်တင်ပေးလိုက်တာလုံးဝမြင်မကြဘဲမြောက်တင်ပေးရခြင်းမကောင်းရဲ့ကောင်းလိုက်သွားတာ တော်တော်ကောင်းပါတယ်ခေါင်းရဲ့ကောက်တဲ့ခေါင်းထဲချက်တော်ကောင်းတယ်ဒီနေ့အဓိကကြီးကျူးရမှာတော့အဓိကကြီးကျူးရမှာတော့ကျွန်တော်တို့ရဲ့နောက်တန်း၃ရောက်ဗတန်းဖြစ်ပါတယ်နောက်တန်း၃ရောက်ဗတန်းကဒီလစ်ခေါင်းကြီးလူရှောလုံးဝကိုတီတီငင်ငင်နဲ့အမြင်ဘောတွေရောအနေနဲ့ရောလုံးဝလုံးဝကိုပဲဒီပေကူမရှိအောင်ပေကူဒီနောက်ဟိုတလုံးအလွဲလို့ပေါ့နော်ပေကူမရှိအောင်သူတို့အဲခက်စစ်မှာလုံးလုံးချွတ်ချွတ်ကစားနိုင်တယ်အဲပြီးလို့ရှိရင်ကွင်းလေကွင်းလေမှာဆိုလို့ရှိရင်တော့အဓိကခြေစွမ်းပိုင်းကတော့ အားလုံးမြင်နေတဲ့မှာဘရူနိုအရန်မိုက်ပါတယ်အဲပြီးလို့ရှိရင်ဒီဘက်ညာချမ်းအာမက်လည်းကောင်းပါတယ်အာမက်ကနေပြီးချပေးခြင်းမှာဒီအမ်ပူမိုကောင်းသွားဆိုအာမက်ကအဆက်တစ်လုံးရပါတယ်အမ်ပူမိုဘိုးသွင်းတယ်ပေါ့နော်အမ်ပူမိုကောင်းတယ်ကိုညာလည်းကောင်းတယ်အဲပြီးလို့ရှိရင်ဒီမစ်ဆင်မောင်လည်းပထမပိုင်းမှာမဆိုးပါဘူးအဲဒုတိယပိုင်းမှာလူစားလဲပြီးရနောက်ပိုင်းမှာတော့ကျွန်တော်တို့ဒီကစီလဲကြာသွားတယ်ပြီးလို့ရှိရင်ဘရူနို ဘရူနိုလည်းဒုတိယပိုင်းကသူအဲ့ဒီခေါင်းယူမဖန်တီးပေးခင်မှာ၃လုံးလောက်သူ့စီကနေပြီးတော့အမှားတွေတွေ့တယ်အဲ့ဒီအချိန်မှာကျွန်တော်လူစားလဲစေခြင်းနေပြီးအဲ့ဒီအချိန်မှာပဲနောက်ပိုင်းအဲထင်းတဲ့အတိုင်းပဲမိုင်းနူးနဲ့လဲပြီးတော့စော့သွားတယ်ပြီးတော့မစ်စင်မောင်းထွက်တယ်အဲဒဂူဝင်တယ်အဲဆက်ကူဝင်လာတယ်ဒဂူဝင်လာတယ်ပေါ့နော်အဲအမဲလည်းထွက်သွားတယ်ပေါ့နော်ပြီးလို့ရှိရင်ယူယူလည်းဝင်လာသေးတယ်ယူလုံးတယ်ခေါင်းကြီးတို့အဲ sorry customer တို့ထွက်သွားတယ်ဥကာလေးဝင်လာတယ်ကောင်းပါလေတပွဲလုံးခြုံကြည့်ရမယ်ဆိုရင်ကျွန်တော်တို့ခန်းစစ်ကိုလုံးလုံးခြုံခြုံစော့နိုင်တယ်အဓိကကကျွန်တော်နိုင်မွေးရတဲ့ အဲအဓိကအချက်ကအဲ့ဒါပါပဲခံစစ်ကိုလုံးလုံးညွန်ညွန်ဆော့နိုင်လို့ပါအဲအဲ့ချိန်မှာကျွန်တော်ပြောခဲ့သလိုပဲဒါတော့ပထမဘယ်ဘက်ချမ်းမှာလဲသူအနေနဲ့ကောင်းကောင်းမွန်မွန် crossing နေလဲမထွက်လာဘူးအဲပြီးလို့ရှိရင်ခံစစ်ကိုဆော့ရနေရမှာဆိုလို့ရှိရင်သူနဲ့မတိမသက်ဆော့တာရှိရဲဝိုးရနိုင်တဲ့ဂိုးပေးရနိုင်တဲ့အနေထားအထိပဲရောက်ခဲ့တယ်ဗျာသူရှင်းထုတ်တဲ့အချိန်မှာဒီ isset ziu တက်တဲ့ကြီးရောက်ခင်းပေးလိုက်ဆိုပြီး isset ကန်တာဂိုးမှကောင်းသွားလို့နော်ဂိုးမှကောင်းသွားလို့အဲအဓိကတပွဲလုံးမှာဆိုလို့ရှိရင်တော့အကုန်လုံးကောင်းတယ်ဒါတော့တယောက်ပဲ အဲညံ့နေတာဖြစ်ပါတယ်ညံ့နေဆိုတာဒါသူကတော့ကျွန်တော်ပွဲမဆက်ငယ်သုံးသက်ခဲ့လို့ပဲလိုင်းနဲ့ထွက်လာခနေကကျွန်တော်ပဲလုံးဝလူကမကစားတတ်တဲ့ဒါတော့ပါနော်အခုအပြင်မှာလေတောင်တိုက်လာကျွန်တော်မိုင်ခွန်နေလေးတိုက်လို့လာပါအဲဆိုတော့အဲဒီပွဲလုံးကောင်းပါလေဒီပုံစံကောင်းပါလေအဓိကနောက်တစ်ခုကဂိုဒမာတော်တော်လေးမိုက်တယ်သူ့ရဲ့တော်တော်လေးယုံကြည်ချက်ရှိမှုတော်တော်လေးအဆင်ပြေတယ်ချစ်ကိုထွက်ဆွဲတာတွေနောက်ပုတ် အဲနောက်မှာပဲသူဖြန့်တာ၄အဲပြီးလို့ရှိရင်စုံးပစ်ချက်မှန်ကန်တာ၄အသက်ကလည်းငယ်သေးတော့ဗျာအရင်မိုက်တယ်ကျွန်တော်တို့ဝေမာကောင်တယောက်ဒီပွဲကြီးမှာပွဲကြီးပွဲကောင်းမှာသူ့အနေနဲ့ဝေမာကောင်တယောက်ဖြစ်ပါတယ်ဆိုတော့တက်တိပြားချက်ကြီးอ่ะဆောင်းရန်ကျွတ်စင်အရင်မိုက်တယ်ဗျာလမ်းမှန်းလည်းကောင်းတယ်ဗျာသိရမလားအကုန်ကောင်းတယ်ဆက်စကိုအဓိကဆက်စကိုတော့လူသားလေးပြီးဝင်လာခဲ့ရင်မသူ့စီရီအဓိကအဲ့ချိန်မှာဂျပါဘူးကဂိုးဒုတိယပိုင်းမှာဂိုးရသွားပြီးပြန်တိုက်တဲ့ချိန်မှာဆက်စကိုအနေနဲ့ကတော့သူ့စီကိုဘောလုံးတိမ်မရလိုက်ဘူး အဲနောက်တစ်ခုကသူ့စီကိုလည်းဘောလုံးတိတ်မပေးလိုက်ရဘူးပေါ့ဗျာဆက်စကိုအနေနဲ့ကတော့အလောက်ကြီးဟိုခြေစမ်းမိုင်းကိုဒီဘက်မှာသွားပြီးတုံးတက်လို့မရဘူးအဓိကတော့ကျန်တဲ့ပရမဘိုင်းကနေပြီးတော့လူစားမလဲခင်ညှော့ခဲ့လူရအကုန်ကောင်းတယ်အဲဒါလော့ကလွဲလို့ပေါ့နော်ကျန်တဲ့လူအကုန်ကောင်းတယ်အဲဝင်လာတဲ့ဒိုဂူရောအဲဒီယူယူရောအဲပြီးလို့ဥကာတေရောဥကာတေဆိုလို့ရှိရင်လည်းဟိုဘက်ကအဲကန်နဲ့လုံးတလုံးကိုဒီအေရီယာပေါက်ထဲမှာဘလော့သွားဆိုအရင်မိုက်တယ်ဗျာသိရမလား ရမ်းမိုက်တယ်ဆိုတော့ကောင်းပါတယ်အကုန်လုံးကောင်းတယ်အခုကတော့ဒါပွဲပြီးအဲသုံးသက်ချက်ပေါ့နော်အဲတခြားလိုအပ်ချက်ဘာရှိမလဲဆိုလို့ရှိရင်အဓိကအဲနေ့စနစ်ပိုင်းမှာအခုအဲကစားကွက်မှာကျွန်တော်ထုတ်လာကျွန်တော်ပထမပိုင်းမှာအဲဒီ ဟိုဗလေလူစင်းထွက်လာတဲ့အချိန်မှာတုံးသက်ခဲ့သလိုပဲဒီတပတ်ထဲမှာဓာလော့နဲ့လူရှော့နဲ့အဲ့လိုထားဆိုအဆင်မပြေပါဘူးအဲ့အချိန်မှာဒိုဂူဝင်လာတယ်ဓာလော့ဟိုဘက်ပို့တဲ့အချိန်မှာအဲ့ဘယ်ဘက်ချမ်းအဆင်မြေညာဘက်ချမ်းမှာကပူရဲအဂီတီဂီရဲအဲပြီးလို့ရှိရင်အဲ့ဘက်ကဖလိုရီယန်ဝစ်ကဲကအရန်တိုက်တယ်အဲ့မှာဓာလော့ကတယောက်တည်းကြောင်ပြောက်နေရရှိတယ်အဲအဲ့ဒီညာချမ်းပြဿနာကိုမာဇာဝီဝင်လာရင်တော့အဲတတော်တော်လေးဖြည့်ရှင်းပေးနိုင်မယ်လို့တော့ထင်တယ်အဲအဲ့အဲ့ဒီအပိုင်းနေရှိမယ်အဲနောက်တစ်ခုကဒီဘရူနိုကြာသွားတဲ့အချိန်မှာ နီးပြအနေနဲ့ င်းမင်းဆန်းဆန်းနောက်ပွဲတွေမှာအဲလူစားလဲတင်တယ်မဟုတ်လို့ရှိရင်တော့မထင်မဖက်နဲ့ခြေပါကိုယ်တွေပြန်ပြီးပြရနိုင်တယ်ဒါကတော့ဘယ်သိမနဲ့မဆိုပေါ့နော်အဲဒီလိုအခြေအနေရှိတယ်နောက်ရက်ရှေးတန်းရှေးတန်းမှာဆိုလို့ရှိရင်ကျွန်တော်တို့အာမတ်နဲ့ဒီအမြူမူနဲ့ဒီထက်ပိုးပြီးတော့အတွဲဖက်ပိုးမိမယ်ဆိုလို့ရှိရင်ပိုးပြီးတော့ကြည့်လို့ကောင်းသွားမယ်ဒီဘက်မှာလည်းအတွဲဖက်မိရဲဟိုဆောနာပထမဆုံး2မိနစ်မှာတွင်းလိုက်တယ်ကိုဆိုရင်ဒါအာမတ်နဲ့အမြူမူရဲ့အဲကြည့်တဲ့အဲဘယ်လိုပြောရမလဲဟိုချိတ်ဆက်နားလည်မှုရှိရှိကြီး လောက်သွားလေတွေ့ရဒါပေမဲ့အဲ့နောက်ပိုင်းစားပြီးသူတို့နှစ်ယောက်အလောက်ကြီးတော့အတွဲမမီဘူးအမတ်အနေနဲ့အဓိကခန်းစစ်ကိုပဲဦးစားပေးပြီးဆော့နေရတယ်လို့လည်းဖြစ်တာလည်းပါပါတယ်အဲဆိုတော့နစ်စနစ်ပိုင်းရဆိုရင်တော့နီးပြအနေနဲ့ကလူစင်းထုတ်လာတာမှန်ကန်ပေမဲ့ခန်းစစ်ပိုင်းကိုပို့ပြီးတော့အဲပြင်ဆင်လာဗျာဒါကလည်းဘယ်သူမှမဆိုဒီအဲရွေချက်ကိုသိရအဲဘာလို့ဆိုကောင်တာနဲ့ပဲကျွန်တော်တို့အတင်းဆော့ရမှာပဲအဲအဲ့ချိန်မှာပို့ပြီးကောင်းသွားတာကသူတို့ရဲ့ကွင်းလက်ကစားသမားရှိရဲ့ဆိုဘတ်စလိုင်းတို့အဲဒီရမ်ဘက်တို့ပြီးလို့ရှိရင် ီ MAT lister တို့ကလုံးဝ passing တွေရော crossing တွေ creation pass တွေရောအဲ key pass တွေတခုမှမထွက်တဲ့အနေအထားမှာကျွန်တော်တို့အနေနဲ့လုံးဝ front line ကိုကောင်းကောင်းမွန်မွန်နဲ့ဘောလုံးကန်ပြီးတော့လဲဆော့နိုင်ခဲ့တယ်အဲပြီးတော့ customer ကိုအရန်စင်ပြေပါတယ် front line မှာသူဒီ select ကိုသူ့အနေနဲ့တော့အဝါယူပြီးတော့အဲလုတ်သွားတဲ့အလုံးဆိုလို့ရှိရင်လဲသူဒီလိုလုတ်လိုက်လို့မဟုတ်ဘူးဆိုလို့ရှိရင်ကောင်းတာပေါက်သွားနိုင်တယ်ပေါ့နော် okay အားလုံးပဲကောင်းပါတယ်ဆိုတော့ဒီတပွဲလုံးပွဲပြီးအမြင်မှာရောဘသူ အကောင်းဆုံးလို့ထင်လဲဘလို့တွေအဲမြင်လဲပွဲပြီးအမြင်လေးတွေကိုသုံးသပ်ပေးဖို့ကျွန်တော်အနေနဲ့ဖိတ်ခေါ်ချင်ပါတယ် comment မှာ message ပေးကြပါအောင်နောက်ဗီဒီယိုတွေမှာကျွန်တော်အနေနဲ့ subscribe တိုက်သွားဖို့အစီအစဉ်တွေရှိပါတယ်အဲဒါတို့တော့ကျွန်တော်နောက်ဗီဒီယိုလေးတစ်ခုနဲ့ကြီးညာပေးပါမယ်အားလုံးပဲကျေးဇူးတင်ရှိပါတယ်